ဟယ်လိုကိုသိမ့်မော်ရေရေတွေပျောက်နေတာရောပျောက်ဆိုဗျာအချင်းချင်းတိုက်နေခိုက်နေကြတာတွေကိုစိတ်ပြဲပြီးတော်လန်ကြီးကနားတော်မလို့ဗျူအမလီကသိမ့်မောင်ရေမနာပါနဲ့တော့ဟုတ်မနာတော့အောင်မတန်ရေဘာလို့လဲဆိုတော့နားမယ်လောက်ကမှနားရအောင်ငါကဘာမှလှုပ်ထတာမရှိပါလားလို့တွေးမိသွားလို့ဗျူပြည်ရမြင်ဒူရင်လှုပ်နေတဲ့တော်လန်ကြီးဆိုတော့လေလူတွေဖြစ်လိုက်ဖြစ်တာရှိတဲ့မားတွေကတော့တွေ့နေရမှာပဲ ါပေမဲ့ကသိမ်းပါဘူးအထက်ကနောက်ထပ်ဒီအမားတွေဆက်မမားနိုင်ဖို့ SDB နဲ့ကာကွယ်ဖို့ပါပဲတော့ဟော SDB နဲ့ကာကွယ်မယ်ဟုတ်လားအလူကာကွယ်မှာလေဗျအင်းရှင်းနေတာကိုရှုပ်ပြန်ပြီ SDB နဲ့ငွေသွင်း Spring Crofen SCF ဆိုတဲ့လုံခြုံစိတ်ချယုံကြည်ရတဲ့ Fundraise Online Platform မှာငွေသွင်းမယ်ဆိုရင်တပြားတစ်ချက်မှာဆုံးရှုံးမှာမဟုတ်တော့ဘူးလေ 음 STB ကတော့ဟုတ်ပါပြီ SCF အကြောင်းလေးလင်းမအောင်မတတ်ရေးတို့အတူချစ်တဲ့ SCF ဆိုတာကမ်ပိန်းများလာကိုကိုစိတ်တိုက်ပါဝင်အားဖြည့်ပေးနိုင်တဲ့ platform web application လေးပေါ့တော့အဲ့ဒီ SCF ရဲ့အတိတ်ငွေလွှဲစနစ်ဖြစ်ပြည်သူတွေရဲ့ Spring Development Bank ၊လွေဦးပံကိုအသုံးပြုထားတာဖြစ်လို့ငွေကြေးကိုလည်းအထူးစိတ်ပူစရာမလိုတော့ဘူးပေါ့တော့ ကော်လိုက်လီဗျာအဲ့ဒီတော့ယုံယုံကြည်ကြည်ထောက်ပို့နိုင်မှု STB အကောင့်များများဖွင့်ရပါစို့လို့ပဲကြီးညာမောင်းခတ်ရမှာပေါ့ဗျာဒါရင်ပင်ကမလဲ SCF အကောင့်၅တောင် challenge လည်းရှိတော့အဲ့ဒါနဲ့အတူ အစီအစဉ်အစ်စ်တို့လည်းအများကြီးလာအောင်မှာမို့ SCF အကောင့်သာမြန်မြန်ပြည့်ဖွင့်ရဖို့ပဲလိုတော့တာပါတော့ဒါနဲ့ဆရာတော့ SCF ကနေထောက်ဖို့ပြည့်ရလားမန်ယူအသင်းကိုဝယ်ဖို့ပဲအားခံမနေနဲ့နော်အကောင့်မရှိသေးရင်အောက်တိုဘာ31ရက်နေ့အမီ SCF အကောင့်9000 channel မှာဝင်အောင်အ мян ပြေးဖွင့်လိုက်အောင်တော့အင်းကျွန်တော်လဲ STB ကအန်ထားတဲ့ဒေါ်လာတွေရနေတာတွေကို SCF ကနေပဲထောက်ဖို့မလိုပါပဲဗျာဒါပေမဲ့ရသမျှအန်တွေဒေါ်လာတွေအရင်အပတ်ကမန်ယူနဲ့အတူ အပီးတိုင်းနှုတ်ဆက်သွားခဲ့ပါပြီဗျာ ရာလေးကတိမာရင်